ိတ်တခိုးတွဲနေတာမဟုတ်ဘဲတရားဝင်လက်ထပ်သွားပြီးဆိုပြီးဆွဆွဲခံနေရတဲ့စီတူဝင်းနဲ့ဝိညာမောင်နိုင်အလုံးမဲမိကလာပေါင်းဗမစ်စနောင်းကနေချွတ်ဆွလိုက်ပါတယ်စီတူဝင်းနဲ့ဝိညာမောင်နိုင်ဟာဆိုရင် အတွဲညီပြီးလိုက်ဖက်လွန်းလာကြအောင်တကယ်တွဲနေကြတာလားဆိုပြီးတော့ပရိသတ်တွေကထင်ခဲ့ကြတာပေါ့သူတို့နှစ်ယောက်တူတူတရုတ်ဆောင်ခဲ့တဲ့ဇလန်းတွဲတွေမှာတဘာဝကြောင့်လွန်လာကြအောင်စီတူဝင်းနဲ့ဝိညာမောင်နိုင်တို့ကအပြင်းမာတကယ်ချစ်သူရေးစာဖြစ်ပြီလားဆိုပြီးမိခိုးနေတော့ထုတ်ခံခဲ့ရပါတယ်တကယ်တော့စီတူဝင်းနဲ့ဝိညာမောင်နိုင်တို့ဟာကြောင်ရဇက်ကောင်နေရာမှာတဘာဝကြကြနဲ့ပြ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 တရ ုပ်ဆောင်နိုင်ခဲ့တာကြောင့်အခွင့်အလို့တွေထင်ကျေးပေးခံနေရတာဖြစ်ပါတယ်။ ဝင်းရုံမုံနိုင်ကလည်းအပြိုကြီးတယောက်ဖြစ်နေတာကြောင့်အချစ်ကိုစိတ်ကုံသွားတဲ့စီတူဝင်းနဲ့တွဲနေဒါလာဆိုပြီးထင်းနေကြတာပေါ့နဂိုကလေးကတော့လိုက်ဖန်းညီတဲ့အတွဲဖြစ်တာကြောင့်မင်္ဂလာဆောင်တဲ့ပုံတွေတက်လာတော့ပရိသတ်တွေကသူတို့နှစ်ယောက်ကိုယူသွားကြပြီလားဆိုပြီးမေကွန်းထုတ်လာခဲ့ကြပါတယ်ဇာကားရိုက်နေတာမဟုတ်တာကြောင့်လည်းသူတို့နှစ်ယောက်ကိုပို့ပြီးအထင်လဲစရာဖြစ်သွားတာပေါ့အနုပညာရှင်တွေကမင်္ဂလာပွဲတွေကိုတီးတန့်တာလုပ်ကြတာကြောင့်အခုလိုမင်္ဂလာဆောင်တဲ့ပုံတွေကလိုင်းပေါ်တက်လာတာကြောင့်ပရိသတ်တွေကသူတို့နှစ်ယောက်ကိုယူသွားပြီလို့ယူဆခဲ့ကြပါတယ်တကယ်တော့သူတို့နှစ်ယောက်မင်္ဂလာဆောင်တဲ့ ပုံတွေဟာဇလန်းရိုက်ကူးနေတာလည်းမဟုတ်သလုံးတကယ်သရုပ်ဆောင်တာလည်းမဟုတ်ပါဘူး ရှိုးပွဲတစ်ခုမှာတူတူရှောက်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ရှိုးပွဲကလည်းမြမရိုးရာထိန်းများလက်ထက်ချင်းရဲ့ရိုးရာဝတ်ဆောင်တွေကိုပြတာတဲ့ပွဲဖြစ်တာကြောင့်သူတို့နှစ်ယောက်ကအတွဲညီညီနဲ့ခုလိုပောင်းဝင်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီလိုမင်္ဂလာဝတ်ဆောင်တွေနဲ့တူတူရှောက်ခဲ့တာကြောင့်သူတို့ရဲ့ပုံတွေကလိုင်းမော်တက်လာပြီးစီတူဝင်းနဲ့ဝင်းယုံမောင်နိုင်ကိုမင်္ဂလာဆောင်သွားကြပြီလို့ထင်သွားခဲ့ကြတာပဲဖြစ်ပါတယ်။စီတူဝင်းနဲ့ဝင်းရမောင်နိုင်တော့ကလိုက်ဖက်တယ်လို့သဘောတူနေကြတဲ့သူတွေကလက်ထက်တယ်ဆိုပြီးဝမ်းသာနေတာပေါ့အမောမြင့်ထဲကတိဟဦးနဲ့သဘောတူနေတဲ့သူတွေကလည်းလက်ထက်တာမဟုတ်ဘူးဆိုတဲ့သတ င်းကြောင့်ဝမ်းသာသွားကြပါတယ်။စီတိုဝင်းကတော့ခက်ခက်မှဖြစ်နေတဲ့ဝိညာဉ်မုံနိုင်တဲ့တူတူတွဲရှောင်းနေရတာကြောင့်ပြောနေပြီးအပြင်းမပါမကြမ်းလို့အဆင်ပြေလို့တောင်စားနောက်နေခဲ့ပါသေးတယ်။ ျွန်တော်နဲ့လိုက်တယ်ဆိုတာထက်အခုလည်းလက်ရှိထုံးလင်းနေစေဖြစ်တဲ့အမုံမြင့်မှာတူတူတရုပ်ဆောင်ထားတဲ့ချာလီနဲ့ပိုတော်လိုက်ဖက်သေးတယ်လို့တောင်ပြောထားပါသေးတယ်။သူတို့နှစ်ယောက်လုံးကကိုစီစ조사နေကြတဲ့သူတွေမဟုတ်စီတူဝင်းနဲ့ဝိယုံမောင်နိုင်တို့လက်ထပ်သွားတယ်ဆိုတာမဖြစ်နိုင်ပါဘူး။ချစ်သူရည်စားလည်းမဟုတ်ပါဘူးအနုပညာရှင်တွေဖြစ်တာကြောင့်ကြာရဇယုံနေရာမှာပဲအကောင်းဆုံးတရုပ်ဆောင်ခဲ့ကြတဲ့သူတွေသာဖြစ်ပါတယ် ဝင်းရောင်မောင်နိုင်ကအမုံမြင့်ဇလန်တွဲထက်မှတဘာဝကြကြရုပ်ဆောင်ထားပြီးအရန်ကိုပြပြင်းလွမ်းလာကြောင်းကြည့်ရှုခံစားတဲ့ပရိသတ်တွေရဲ့ရင်ထဲကိုနနံ့ရှန်ရှန်နေရာယူထားနိုင်ပါတယ်။ဇလန်တွဲတွေဆောက်ရက်ခရဲကတူတူတရုပ်ဆောင်ခဲ့ကြတာမို့သူတို့ကအခုလိုလိုက်ဖက်ညီတယ်လို့ပရိသတ်တွေကပြောခဲ့ကြတာပဲဖြစ်ပါတယ်။စီတိုဝင်းကတော့ဇလန်တွဲတွေရိုက်ထားတာမထွက်လာသေးတာကြောင့်စူးစမ်းဓာရီကိုမချပြနိုင်သေးတာဖြစ်ပါတယ်။ တို့နှစ်ယောက်ကအနှစ်ပြညမောင်နှမတွေလိုတယောက်နဲ့တယောက်ဖေးမကွန်ညီနေကြတာဖြစ်ပါတယ်။နောက်ထပ်လည်းဇလန်းတွဲတွေမှာတူတူတယောက်ဆောင်ထားတာတွေရှိပါသေးတယ်။ပရိသတ်တို့အနေနဲ့ရောစီတူဝင်းနဲ့ဝင်းရုံမောင်နိုင်တို့နှစ်ယောက်ကိုချစ်သူတွေဖြစ်စေခြင်းလားဆိုတာအမြင်လေးတွေကိုခေါမတ်မှာပြပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။အသစ်အသစ်သော update သတင်းများအတွက်လည်း YouTube channel ကို like and subscribe လုပ်ခဲ့ဖို့တောင်းဆိုလိုက်ပါစေ။ နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေရှင်